အားလုံးပဲမင်္ဂလာပါ။ Nissan Japan စာတင်တဲ့အကြောင်းလေးကျေးဇူးလိုက်ပါရစေ။ဒီနေ့အတွက် N3 ရဲ့ Executive Star ပုတ်စာဖြည့်ပုံဖြည့်နည်းလေးရှင်းပြပေးမှာဖြစ်ပါတယ်။ကြည့်အောင်ဆင်သွားမယ်နော်။ဒီမှာကတော့နံပါတ်49ဖြစ်နေတာပေါ့နော်။အဲအကြောင်းအကြောင်းသားတို့ရဲ့ဟိုကမိကွန်းဟောင်းမှာတော့49ဖြစ်မှာမဟုတ်ဘူး။အဲဒီမှာတော့40ကျော်ပေါ့နော်။ကြည့်အောင်ဆိုရင်သွားရအောင်။အဲသူကဘာပေးထားလဲဆိုရင်သူတို့ Star ပုတ်စာစာဖြင့်အမြဲတမ်းပထမအောင်ဆုံးဘာလုပ်ရမလဲဆို Grammar ကိုရှာနော်။ Grammar ရှာနိုင်မှရမယ်။ အဲစပြီနော်အဲ့မှာဆိုရင်ရှော့ခုရှော့ခုငေါ့ဆိုတာထမင်းစားပြီးတဲ့နောက်အစားအစာတွေစားပြီးတဲ့နောက်မှာပြောရမယ်ဆိုစားတောက်ပြီးတဲ့နောက်မှာဗာပေးတာလဲဆိုရင်ဒေစာတူဒေစာတူဟာအင်းဒက်ဇတ်ပေါ့ပြောရမယ်ဆိုအချိုဝဲတွေပေါ့နော်အဲ့အချိုဝဲက99ရောကွက်လက်တယ်လေးတဲ့နံပါတ်1ကတူဝရစ်တဲ့အီနိုင်တူဝရစ်တဲ့အီနိုင်ဆိုလို့မပြောဘူးနောက်တစ်ခုနံပါတ်2ကစွန်းနာနီအီရာနိုင်အဲ့ဟာမလို့ဘူးနံပါတ်3ကဇန်ဇန်အီရာနိုင်လုံးဝမလို့ဘူးနံပါတ်4ကကြတူဝအစ်တာခေတို့ အဲ့တော့လို့အစ်တာခဲတို့ပြောခဲ့ပြီမဲ့အဲ့တော့ကျွန်တော်စဉ်းစားကြည့်လိုက်တဲ့အခါမှာ grammar pattern ဘာရလဲဆိုတော့ခံကြတော့ဘာရှိလဲဆိုတော့ throw ဆိုတဲ့ grammar pattern ဒီမှာလည်း throw ဆိုတဲ့ grammar pattern ရှိတယ် throw ဆိုတဲ့ grammar pattern ရဲ့အရှိန်မှာဘာလိုက်လဲဆိုရင် plain form လိုက်တယ်ဟုတ်ပြီနော် plain form လိုက်တော့လိုက်ကြည့်လိုက်တော့ ira na ira na ရနှစ်ခုစလုံးက plain form အဲ့တော့ကျွန်တော်ကတွဲလို့တော့ရပြီဒါပေမဲ့သူ့ရှိန်မှာသူ့လိုက်မလားသူ့ရှိန်မှာသူ့လိုက်မလားပေါ့နော်အဲ့ဒါဘယ်ဟာရင်လုပ်မလဲပေါ့အဲ့မှာအရင်ပြောပြမယ်အာဘာဖြစ်မလဲဆိုတော့ရောဆိုတဲ့နေရာမှာထည့်ဖို့ရန်အတွက်ရောရဲ့အရှိန်မှာကကျွန်တော်ဘာလိုက်မှာလဲ ဆုံးသက်ပုံစံမျိုးလေးလိုက်တယ်။ကဲအဲ့ဆိုအဆုံးသက်ပုံစံကကြတော့တင့်နဲ့လေးနဲ့နှစ်ခုတည်းကတစ်ခုပဲဖြစ်မှာလေ။ဟုတ်တော့အဲ့ဆိုတော့ဝါရစ်တဲ့အီနာယောအဲအဲ့လိုမျိုးမပြောခဲ့ဘူးလေနဲ့နံပါတ်လေးကတဝါရစ်တဲ့ဒါခဲတို့ဒါခဲတို့ဒါခဲတို့ရောဆိုတာမရှိဘူး။ဒါကြောင့်မို့တစ်ကတော့တေချာပေါ့ဒီနေရာမှာဖြစ်သွားပြီ။ဒါဆိုတင့်ရဲ့တဝါကြည့်လိုက်တင့်ရဲ့တဝါဆိုကြရဲ့ဆာထို့ဆိုကြရဲ့ဆာ plain form လိုက်မယ်။အဲ့ဆိုလုံးဝဒီမှာဇန်ဇန်အီရာနိုင်လုံးဝမလိုဘူးလို့မပြောခဲ့တာလား။စွန်နာနီအီရာနိုင်အဲ့ဒါမလိုဘူးလို့မပြောခဲ့တာလား။အဲ့ ဆိုဘာထင်ရမှန်းမသိတော့အခါကျရင်ဆရာကဒီနေရာကိုသွားကြည့်ဖမင်းစားပြီးစားပြီးတောက်ပြီးတဲ့နောက်မှာဒေဇာဒေဇာတူဆိုတဲ့အိပေါ့နော်ဒက်ဇက်ပွဲတွေအချိုပွဲတွေကတော့လုံးဝမလိုဘူးလို့ပြောခဲ့တာလားအဲ့ဒါမလိုဘူးလို့ပြောတာလားအဲ့ဒါမလိုဘူးလို့ပြောခဲ့ပြီးမဲ့လုံးဝမလိုဘူးလို့တော့မပြောခဲ့ဘူးအဲ့ဒါပဲရှိမှာဟုတ်အဲ့ဒါကြောင့်မို့လေးရဲ့ထိုးရှိမှလိုက်မဲ့ဟာကဒီနမတ် နှစ်ပဲဖြစ်သွားတယ်ဒါကြောင့်မို့နှစ်နဲ့လေးနဲ့ဟာတရွဲနှစ်နဲ့လေးလေးနဲ့တရွဲဆိုမှတော့၃နဲ့၁နဲ့ဟာတရွဲဖြစ်သွားပြီဟုတ်ပြီနော်၃နဲ့၁နဲ့ဟာတရွဲဖြစ်သွား၃နဲ့၁နဲ့တရွဲဆိုမှတော့ဒီ၃ဟာဒီနေရာမှာဝင်သွားရောအဲ့ဒါကြောင့်မို့နှစ်လေးရာဒီရှေ့ကိုလာရောဟုတ်ပြီနော်အဲ့ဆိုပြန်ပြောမယ်ဆိုရင်ပြပြောမယ်စာပြီးတောက်ပြီးတဲ့နောက်မှာအချိုးပွဲတွေကဟုတ်ပြီနော်နံပါတ်နဲ့စွန်းနာခုတ်တို့စွန်းနာနီအဲလောက်အီရာနာအချိုးပွဲတွေအလောက်အများကြီးဟုတ်ပြီနော်မလိုဘူးတော့ အစ်တာခဲတို့အဲ့လောက်အများကြီးမလို့ဘူးလို့ပြောခဲ့ဘီမဲလို့ဇန်းဇန်းလုံးဝအီရာနိုင်မလို့ဘူးတို့ကလို့ကတော့အစ်တဲ့အင်နာယောမပြောခဲ့ဘူးလေဒါကြောင့်မို့အဖြေကနံပါတ်1အစ်ချီပန်နော်အော်နံပါတ်1အစ်ချီပန်တော့ဖြစ်နေအဖြေကနံပါတ်3နော်နံပါတ်3ဖြစ်ပါတယ်စံပန်ပါကဲဟုတ်ပြီနော်ရပြီနော်နောက်တစ်ခုနောက် တချောင်းသားမယ်နောက်တချောင်းကသူကပြီးထားလဲဆိုလို့ရှိရင်ကကိုအကြောင်းနိုင်နာနီကွက်လက်တို့အင်းတာခဲတို့လို့ဖြစ်မယ်ဆိုရင်ကောင်းပါပဲပေါ့နော်အဲ့ဆိုနံပါတ်1ကမတယ်နီမတိုင်းငယ်နံပါတ်3ကကြာဆွဆွအဲသူကပြီးထားလဲဆိုတော့ရှီကန်နီဆမ်မိုးပွဲရှီ ခန်နီစာမွေပဲအာအပရောကကြတော့နံပါတ်3ကကြဆွဆုံညောဆုစုစွာပွဲရနံပါတ်4နံပါတ်4ကကြဂောကကုတဲခိလို့ဆိုစာမွေအောင်ချင်တာအဲဆိုစာမွေအောင်ရင်ကောင်းမှာပဲပဲရှင်မှာပွဲရရင်ကောင်းမှာပဲဖြစ်မှာလားအဲတစ်ချက်ကြည့်ကြည့်လိုက်မယ်ပေါ့နော်ကျတို့ဂရမာပတန်သွားကြည့်လိုက်တဲ့အခါမှာဘာရှိမလဲဆိုလို့ရှိရင်ဒေခိရု တခိရုလုံနိုင်ရင်ကောင်းပါပဲနောက်ထပ်တစ်ခုကကြတော့စစညောစရုပွဲရရင်ကောင်းပါအဲ့မှာဆိုတော့မတယ်နီမတိုင်ခင်ရှိရចောင်းကနေပြီးတော့ကကြတော့ဘွဲမရခင်လားចောင်းရနေစမုပ်ပွဲမအောင်ခင်လားចောင်းကနေဘွဲမရခင်ပေါ့ပြောရချက်ပြောချက်တာကွာဘွဲရဖို့အချိန်မရောက်ခင်လို့အဲ့လိုပုံစံမျိုးပြောချက်တာဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ចောင်းကနေဘွဲမရခင်3တက်3နဲ့တက်နေတာတရွဲ့ ဟုတ်ပြီနော်အကြောင်းအနေပွင့်မရခင်ဘာလို့မလဲဆိုတော့ရှီခန်နီဆမ်မိုးပွဲမှာဂေါကာကူတဲခီရုဆမ်မိုးပွဲအောင်ရင်ကောင်းမှာပဲမဟုတ်ဘူးလားအာပြောอ่ะပြောချင်တာကွာဆမ်မိုးပွဲအောင်ရင်ကောင်းမှာပဲဆိုတော့မတယ်နီမတိုင်ငယ်ဆိုတော့အကြောင်းရဲ့ဘွဲမတိုင်ငယ်ဆိုတော့နောက်ဆုံးပွဲရတော့မယ်အဲ့ဟာကြီးမတိုင်ငယ်မှာဆမ်မိုးပွဲအောင်မို့လို့လေအဲ့ဆမ်မိုးပွဲအောင်ရင်ကောင်းမှာပဲဟုတ်တယ်နော်ဒါကြောင့်မို့အဖြေကနမနင်းဖြစ်ပါတယ်နိဗ္ဗာန်မှာကဲဟုတ်ပြီနမ50တဲ့ကောကျွေးကြီးဗန်မှာစောတုံးကြီးရပြန်မာနိုင်နာနီဟာကြီးမတ်တာဟာကြီးမတ်တာဆိုရင်စတင်ခဲ့တယ် ်နံပါတ်1ကတူတန်းနီဘလိုက်တာနဲ့ချက်ချင်းနံပါတ်2ကကြတော့ဖူရီမိုးရွာတာနံပါတ်3ကကြနီဝါကားမယ်တပိုင်းနပိုင်းမိုးနံပါတ်4ကကြတော့ဒေတာထွက်တာအဲ့မှာကျွန်တော်ကနမပတန်ဘတ်တာတူတန်းဘလိုက်တာနဲ့ချက်ချင်းဆိုပြီးတော့ရှိတယ်ဟုတ်ပြီနော်ဘလိုက်တာနဲ့ချက်ချင်းဆိုတာရှိတယ်တဖောင်လိုက်ရှာလိုက်တော့နံပါတ်4ဒါကြောင့်မို့၄နဲ့1နဲ့ကတွဲဟုတ်ပြီနော်၄နဲ့1နဲ့ကတွဲဖြစ်သွားရောဘတ်တာတူတန်းဘလိုက်တာနဲ့ချက်ချင်းဘာလုံးလိုက်တာနဲ့ချက်ချင်းဆိုတော့ဒေတာတူတန်းထွက်လိုက်တာနဲ့ချက်ချင်းဘယ်ကနေထွက်မှာလဲစိုးတုံးဒီအ ပြင်ကိုထွက်လိုက်တာနဲ့ချက်ချင်းဒါပဲရှိမှာပေါ့ဟုတ်တယ်ဟုတ်ဒီတဲ့ဟိုပါပေါ့နော်အဲဒေတာတူတန်ဟုတ်ပြီနော်လေးနဲ့တင်နေရဒီနေရလားလေးနဲ့တင်နေရစိုးသွန်းဤအပြင်ကိုဒေတာတူတန်ဤထွက်လိုက်တာနဲ့ချက်ချင်း ဟုတ်ပြီနော်အဲဆိုအခါကျတော့ညီဝါကမဲကတပြိုင်နှစ်ပြိုင်မိုးကအိမ်မှာဟာကြီးမဲဆိုတဲ့ဟာမှာဘက်ကိုမက်ဖြုတ်ဖူရီမက်ရှင်ဘက်ကိုမက်ဖြုတ်ပြီးတော့ဟာကြီးမဲပေါင်းတာအဲ့ဒါကြောင့်မို့ဒီရဲ့နံပါတ်1ကလည်းဒီမှာဒါပဲလာတော့မယ်နံပါတ်3ကအဲဆိုပြန်ပြောမယ်စုတ်တုန်ီအပြင်ဟိုးတဲ့ဒေတာတူတန်းနီထွက်လိုက်တာနဲ့ချက်ချင်းညီဝါကမဲတကြိုက်အမဲကညီဝါကအမဲကတပြိုင်နှစ်ပြိုင်မိုးကဖူရီဟာကြီးမဲတာစတင်ပြီးရွာခဲ့တယ်မိုးလေးတပြိုင်နှစ်ပြိုင်စရွာတယ်လို့ပြောတာဒါကြောင့်မို့အဖြေစမ်းပန်း ကြောက်ပြီးအဂေါ်ဂျူနီဘန်းမှာကြတော့အစ်စမောဝါတာရှိနီအမြဲတမ်းကျွန်တော်အာနိုင်နာနီတူတဲ့မို့အယန်းကိုအခန်းရှာစတဲ့ဤလူဂျေစုတင်နေတယ်တဲ့နမတ်1ကခုရေတာလှုပ်ပေးခဲ့တာနမတ်2ကလျော်ရှင်နီဝါမိဘနှစ်ပါနမတ်3ကစဆဲတဲ့ဟာခိုင်းနေနမတ်4ကကြတော့စခီနာကိုတို့ကိုကြိုက်တဲ့ကိစ္စကိုကိုကြိုက်တဲ့ကိစ္စကိုလှုပ်ခိုင်းနေပဲရှိမှလေဟုတ်တယ်နော်ကိုကြိုက်တဲ့ကိစ္စကိုလှုပ်ခိုင်းနေ မိဘနှစ်ပါးကိုကျေးဇူးတင်တယ်ဒါပဲဖြစ်မှာဟုတ်ပြီနော်အစ္စမောအမြဲတမ်းဝါသရှိနေကျွန်တော်အာဒါဆိုတော့စကီနာခို့တို့ကိုကျွန်တော်ကြိုက်တဲ့ကိစ္စတွေကိုစာစေးသေးဟုတ်ပြီနော် လောက်ခွင့်ပေးတယ်ဟုတ်တယ်ဟုတ်စာစေသင်လောက်ခွင့်ပေးတယ်အဲ့ဒါဆိုခါကျဒီကိစ္စကိုလောက်ခွင့်ပေးတယ်ဘယ်သူတွေကလောက်ခွင့်လောက်ခွင့်ပေးတာလဲရောရှင်ဒီဝါမိဘနှစ်ပါးကိုအဲ့ဆိုခါကျတော့မိဘနှစ်ပါးကိုကတော့သူတင့်မူအယံကိုဂျေစုတင်နေဩဒါမှဒါနမနဲ့နော်မိဘနှစ်ပါးကိုကတော့ဂျေစုတင်နေဒါနမတစ်ဖြစ်သွားမယ်ကဲအဲ့ဆိုရင်ပြန်ပြီးပြောမယ်နော်အဲ့မှာဆိုလို့ရှင်ခုရေမန်ဆိုတဲ့ grammar button ခုရေမန် ခုရဲမတ်စ်ကဘတ်တဲခုရဲမတ်စ်ဟုတ်တယ်ဟုတ်ဘတ်တဲခုရဲမတ်စ်တိတ်ဖောင်သူ့ရှိမှလိုက်မှာဒါဆိုရင်တင်းနဲ့တုံးနဲ့အဲတိတ်ဖောင်သူ့ရှိမှလိုက်မှာဆိုတော့တုံးနဲ့တင်းနဲ့ကတွဲပေါ့အဲ့ဒါကြောင့်မို့ဒီမှာတုံးနဲ့တင်းတွဲလိုက်တယ်လीဟုတ်ပြီနော်အဲ့ဆိုရင်ပြန်သွားကြည့်မယ်နော်အဲ့ grammar pattern နဲ့တင်းကိုရနေပြီနော်ဤစမွေအမြဲတမ်းဝါသရှိနီကျွန်တော်ကစခီနာကိုတော့လောက်ခိုင်းနဲ့အဲကျွန်တော်နှစ်သက်တဲ့ကိစ္စတွေကို နမတ်3တောင်းရပါမယ်စာစေးသေးခုတွေတာလောက်ခွင့်ပေးခဲ့တယ်ရောရှင်နီဝမိဘနှစ်ပါးကိုကတော့သူတဲ့မို့အယံကိုခန်းရှာသေးယူလို့ကျေးဇူးတင်နေပါတယ်နမတ်53သွားကိုကျူဆမ်မန်အိမ်မှာဆိုလို့ရှိရင်ဒိုးဘူးဆွမ်းရန်တဲ့တလေးဆန်ယုံမှာဆန်းရှုပြီးခဲ့တဲ့အပတ်ကနိုင်နာနီကိုတွေခါတာအခုချိန်ရနေစားပြီးခန်းကားရဲလူဆိုတာစဉ်းစားနေတယ်လို့ကြားတယ်နမတ်1ကဘကရီနော်နမတ်2ကအိုမာရဲတာမွေးခဲ့တာနမတ်3ကကြတော့နာမယေဝါနာမယ်လေးကနမတ်4ကကြတော့ဇူးနော်အာကချန်ဆိုတော့စင်ပေါက်လေး းပေါ့နော်စင်ပေါက်စင်ပေါက်လေးစင်ပေါက်လေးရဲ့ပေါ့အဲ့လိုမျိုးပေးထားတယ်ကဲအောင်ဆိုရင်ကျွန်တော် grammar pattern ပါရှိလေဆိုဘာကာဒီဘက်ကဘာကာဒီဘက်ပြီးခါစလွန်ခဲ့တဲ့အပတ်ကမွေးပြီးခါစဟုတ်ဘူးလားအဲ့ဒါကြောင့်မလို့နံပါတ်2ရဲ့နံပါတ်1ရဒီနေရာလာတော့ရောဟုတ်ပြီနော်ဒဝူဇယန်နဲ့တလိဆန်ယုံမှာဆန်ရှုပြီးခဲ့တဲ့အပတ်ကဥမာရေတာဘကာဒီနော်မွေးမွေးပြီးခါစဖြစ်တဲ့ဇုံနော်အာကချန်နော်နောင်းနော်နောင်း နောင်တော့နောင်ဖြစ်ပါတယ်။နောင်တော့နောင်ဆိုတော့အခါကျတော့အိမ်မှာနောင်လိုက်ရှာလိုက်တော့နာမအိမ်မဟုတ်ဘူးလား။ဒါကြောင့်မို့လေးနဲ့သုံးနေရတဲ့တွေ။ဒါကြောင့်မို့ဒီနေရာမှာလေးဒီနေရာမှာသုံး။ဟုတ်ပြီနော်။အဲဆိုပြန်ပြောမယ်နော်။တလေးဆန်ယုံမှာပြီးခဲ့တဲ့အပတ်ကဥမာရဲတာဘာဂါရီနော်မွေးပြီးကစားဖြစ်တဲ့သုံးတော့အာကချန်နော်။စင်ပေါလေးရဲ့နာမယဝနာမယဝတော့ခိုရေကာရာအခုချိန်ကနေပြီးတော့ခန်းငါရဲသူဆိုတာစဉ်းစားနေတယ်လို့ကြားပါတယ်။ဒါလေးပဲနော်။ဒါဆိုရင်ဒါလေးရပြီ။ ကဲဟုတ်ပြီနောက်ထပ် star box တစ်ခုကိုဆက်ပြီးတော့သွားမယ်အဲ့မှာနံပါတ်40ကိုနံပါတ်49ကကြတော့ခုံတော်မီဆန်နီဝါဒီရဲ့ store site မှာဆိုလို့ရှိရင်နိုင်နာနီကွက်လက်ပြီးတော့ခါကြတော့တက်ဆန်အားတို့အများကြီးရှိတယ်နံပါတ်1ကိုကြည့်နံပါတ်8ကနံပါတ်1ကကြတော့အိုမိုချာကအယုတ်တွေကနံပါတ်2ကဟိုရှိကားတွေဆိုတာလိုချင်တာလိုချင်တာ လိုချင်တာဂါရီဆိုတာလိုချင်တာနံပါတ်3ကကြတော့ခိုရိုမိုကကလေးကနံပါတ်4ကကြတော့ဆိုဆိုနာအဲ့လိုမျိုးအဆောကကြဘာလိုချင်မှလဲခိုရိုမိုကဟိုရှိဂါရီပဲဖြစ်မှာပေါ့ကလေးကလိုချင်တာဟုတ်တယ်မို့လား3နဲ့2နဲ့ရတဲ့တွဲကလေးကဘာလိုချင်တာလဲအိုမိုချကအယုတ်တိတ် ဟုတ်ပြီနော်အာနောင်းက Artemis အယုတ်တွေကအများကြီးရှိတယ်တက်ဆန်အများကြီးရှိတယ်တစ်ကဒီနေရာမှာဒါဆိုငါတို့က၃နှစ်နှစ်ကိုဒီရှိမှလာခဲ့ကြည့်ခုနိုမီဆယ်နီဝဒီရဲ့စတိုးဆိုင်မှာကိုတို့မိုကကလေးကဟိုချီကဟိုရှိကားဒီဆိုတာလိုချင်နေစိုးစိုးနာအဲ့ဒီလိုမျိုးဟုတ်ပြီနော်အဲ့ဒီလိုမျိုးအိုမိုချာကအယုတ်တွေကတက်ဆန်အားတို့အများကြီးရှိတယ်ဒါကြောင့်မို့အဖြေနံပါတ်၄ ဒါရှိရမယ်နော်နံပါတ်50ကိုသွားနံပါတ်50ကကြတော့အဲ့မှာဆိုရှင်ဟောတိုတဲ့အလုံမှာတဲ့အိုကီယာကူဆာမာနီအဲ့တဲ့တော်ရီစီကနေ99ကိုတိုဝါနိုင်ကွာလကမရှိကိုတိုဝါနိုင်ဆိုကြရမှာပတန်လေးခုတော့ဝါနိုင်အဲ့တော့ဆိုတော့နံပါတ်1ကဟိုမဲတာရေတာဟိုမဲတာရေတာရှီတူချင်းခံခဲ့ရခုတော့ဝါနိုင်ဆိုတာကျွန်တော်လေသူ့ရှိမှာအာဟိုဟာဗာလိုက်လဲဆိုရင် edit တွေလိုက်တာလေ အဲ့တော့ edit တွေလိုက်တာတေချာပေါက် edit ကလိုက်ကြည့်လိုက်တော့ဒီမှာဒါတစ်ခုပဲရှိတယ်။ဦးရေရှိကိုတော်ဝါနိုင်ပျော်ရဲကိစ္စမရှိဘူး။အာအဲ့ဒါပျော်ရတာပါပဲ။အဲအဲ့လိုပုံစံမျိုးသူရှိမှာကွာစိတ်ခံစားချက်နဲ့ဆိုင်တဲ့အရာတွေလိုက်တာ။အာဘယ်လိုပြောမလဲ။အဝင်းနေရတာကတော့အဲအဲ့ဟာကိစ္စလွယ်မရှိဘူး။အဲ့လိုပုံစံမျိုးပျော်ရတာပဲ။အဲ့လိုပုံစံမျိုးပြောတာနော်။အဲ့လိုဆိုနံပါတ်3ကဒီမှာကတ်မှာတာခဏထားလိုက်။အာဒီမှာကျနံပါတ်1ကဟိုမေးတာတွေတာရှိကျူးချင်းခံခဲ့ရတယ်ဟိုတို့လောက် ။ဟုတ်ပြီနော်။နံပါတ်၄ကကြတော့တုတ်ခီးပေးထားတယ်။အဲ့ဆိုလို့ရှိရင်စတို့သွားကြည့်မယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်စတို့ဗာပေးထားလဲဆိုရင်အမ်အာနာလီပြန်ကြည့်မယ်ဆိုလို့ရှင်ဟိုပါဘောနော်ဒီမှာဆိုရင်အလုံးမာတဲ့ဥကယကုဆာမနီဧည့်သည်တွေစီကနေပြီးတော့ချီချူးချင်းခံရတာပဲရှိမှာဟုတ်ဟုတ်တယ်နော်ချီချူးချင်းခံခဲ့ရတာဟုတ်ပြီနော်ချီချူးချင်းခံခဲ့ရတဲ့တိုခိအချိန်ဟုတ်တော့ဟုတ်တယ်မလားအဆောကကြာကျွန်တော်တိုခိဆိုတဲ့အချိန်ပါဆိုတဲ့ဟာနိုင်နော်အတန်နေစုလို့ခဏလေးပြိမ့်မယ် လုံးကလုံးနဲ့ကဲအားဆိုတော့အခါကြချီတူးချင်းခံခဲ့ရတဲ့အချိန်ပဲရှိမှာ哦စမ်းစစ်လို့မှာအဲ့ဒါကြောင့်မို့လို့သွားကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ရဲ့နံပါတ်4ရဲ့ချီတူးချင်းခံခဲ့ရတာဘသူတွေစီကနေချီတူးတာ okay ခုစားမဆယ်ဧည့်သည်တွေစီကနေချီတူးချင်းခံရမှာရှင်ကတော့တဲ့ရဲ့အလုံးမှာ okay ခုစားမနီဧည့်သည်တွေစီကနေပြီးတော့ဟိုမဲဟာဟိုမဲဒါတွေတာချီတူးချင်းခံခဲ့ရတဲ့တုတ်ခိအချိန် အဘိနောအချိန်လောက်နမနဲ့ဟိုးတို့အချိန်လောက်ဥဒေရှိခုတဝါနိုင်ပြောစရာကောင်းတဲ့အချိန်မရှိဘူးဒါကြောင့်မို့အဖြေကနမနဲ့ဒါဆိုရမနော်နမ51ကိုတော့51ကကြတော့တန်ချောကတန်ချောဆိုတော့စိုင်းမန်နေဂျာကနေပြီးတော့အတော်ပါကြီးသုံးတော်တာမင်းနေ့အချိန်ပိုင်းအလုပ်အတွက်တာသားရှိမှန်ကန်နဲ့နိုင်နာနီစကူတာပြုလုပ်ပေးခဲ့တယ်နမ1ကကြတော့တာမင်းတော့အတွက်နမ2ကကြခန်းတန်းသားပရင်တိုအဲ့ဒါလေးပေးထားတယ်လွယ်ကူတဲ့ဆာရွက်ကလေးကိုနမ3ကကြအိုးပွဲစာဆဲဒူးဆိုတာမှတ်ခိုင်းနေ ာမှတ်မှတ်ခြင်းလဲမှတ်မှတ်ခြင်းလဲမှတ်မှတ်ခိုင်းတာငမက်လီကကြတော့ခဲကောခဲကောဆိုတာယင်ကျေးတဲ့အတုံးလုံးတွေကိုမှတ်ခိုင်းနေလွယ်ကူတဲ့စာရွက်လေးဟုတ်ဘူးလားအဲ့ဒါပဲရှိမှလीဟုတ်ပြီနော်ခဲကောအဲ့ဆိုတာသားရှိအမှန်ကန်တဲ့ခဲကောဆိုတာကမှန်ကန်တဲ့ယင်ကျေးတဲ့အတုံးလုံးတွေပေါ့ဟုတ်ပြီနော်မှန်ကန်တဲ့ယင်ကျေးတဲ့အတုံးလုံးတွေကိုဘာလို့မှလဲအိုပွေးရဲ့စာဆဲဒူတမယ်နော်မှတ်မှတ်အမှတ်ရဖို့ရန်အတွက်ခန်တန်တော့လွယ်ကူတဲ့ print တို့အဲ့ဒီစာရွက်ကလေးလွယ်ကူတဲ့ဟောပြောရမယ်ဆိုလွယ်ကူတဲ့စ ာရွက်ကလေးကိုစကူတာပြုတ်လုပေးခဲ့တယ်ပြန်ပြီးပြောမယ်နော်၄3 2ဖြစ်တဲ့အတွက်အဖြေကနံပါတ်1ပေါ့ကဲပြန်ပြောမယ်သမင်းနဲ့သမင်းဆိုရဲသမင်းနီရဲ့ grammar pattern မရှိမှဘာလိုက်လဲ dictionary form လိုက်တယ်လေအဲအကြောင်းပေါ့နော်ဒီမှာကြည့်ဒီမှာလိုက်ထားတယ်ဟုတ်ပြီနော်အဆန်တစ်ခေါက်ပြန်ပြောမယ်အဲ့မှာဆိုရင်အဲတန်ချောဆိုရဲ site manager ကအတူပါးသုံးနာသမင်းနီအချိန်မိုင်းအလုပ်အတွက်အဲ start အဲတသရှိဆိုတာ မှန်ကန်တာပေါ့နော်မှန်ကန်နေဗာပေးထားလဲဆိုခိတ်ကိုခိတ်ကိုဆိုရင်အတော့အုံယူသေးတဲ့စကလုံးအတော့အတော့အနှုံမှန်မှန်ကန်ကန်လေးသုံးနိုင်ဖို့ကိုအိုဘိုရဲ့စာဆဲလူမှတ်ခိုင်းဖို့ရန်အတွက်ခန်တန်နာပရင့်တို့ခန်တန်နာဆိုလွယ်ကူတဲ့စာရွက်ကလေးကိုစကူတာပြုတ်လုပေးခဲ့တယ်စာရွက်လေးနဲ့ကြည့်ပြောပေါ့ကွအဲ့ဒါကိုပြောတာနံပါတ်52ကိုတော့နံပါတ်52ကကြတော့အီဆိုကရှိအဲတိုခီနီအလောက်ချုပ်တဲ့အချိန်မှာ ဟုတ်ပြီနော်ဒါတော့အလုံးရှုံနေတဲ့အချိန်မှာကိုချင်းတက်ခိနာဆိုတာပုတ်ကိုရေးရနဲ့ဆိုင်နေရီယူတဲ့အကြောင်းပြချက်ဖြင့်ပေါ့တကူရေတကူရကိုရဲ့ပေါ့နော်အကိုရေးကူတာအကြောင်းပြချက်ဖြင့်နိုင်နာနေကွက်လက်တဲ့နမတ်တကခိုင်ရှာကိုကုမ္ပဏီကိုနမတ်နစ်ကကြအီဇရာယီဆိုတာပြောဖို့ခက်တယ်နမတ်သုံးဟာတိုဝါကတော့နမတ်လီကကြတော့ရာစုမီတိုင်းအနာရှင်အနာယူခြင်းနဲ့အဲ့ဒီမှာဆရာတို့ကွက်လက်ကွက်လက်ကွက်လက်လေးလိုက်ကြည့်တာဒီမှာဖူစတော့လေးမှွက်လာအဲ့ဆိုအနာယူခြင်းနဲ့လည်းဖြစ်နိုင်တယ်ပြောဖို့ခက်တယ်လေးဖြစ်နိုင်တယ်ဒါဆိုတော့ခဏထားလိုက်အဲဒါတော့အလုံးရှုံနေတဲ့အချိန်မှာကိုရေး းကိုတာပြောရမယ်ဆိုရင်ကိုကြီးကိုတာအကြောင်းပြချက်ဖြင့်ကုမ္ပဏီကိုနားတာပဲဖြစ်မှာကွာနံပါတ်၁ကခိုင်ရှာကိုကုမ္ပဏီကိုရာစုမီတိုင်းနားကျင်နေတော်ဝဆိုတာကအဲ့ဟာပေါ့နော်အီစရာကြီးငါပြောဖို့ခက်တယ်143နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့အဖြစ်နံပါတ်3နောက်တစ်ခုနံပါတ်53သွားဒီမှာဆိုလို့ရှိရင်လေထိုးစရဲအချိန်မှာဗာလိုက်လေပလိန်ဖောင်လိုက်တယ်မြင်ကြည့်ရာစုမီတိုင်းဒါပလိန်ဖောင်ကြီးပဲမဟုတ်ဘူးလားအဲ့ဒါကြောင့်မို့လေးနဲ့သုံးနေရအဲ့မှာတင်တွဲဖြစ်သွားပြီအဲ့ဒီဟာထည့်လိုက်လို့ရှင်ချန်တာအကုန်လုံး AC နံပါတ်53သွားမယ်အဲကောဂျူစမ်ပန်မှာသူပါပြီးထားလဲဆိုရင်ဗက်ဆင်းတော့အကြောင်းသားနိုင်နာနီကွက်လက်ပြီးတော့ခါကြတော့နာဂါရှိမခွန်မိုနာဂါရှိမခွန်တော်မှာအီမဝါအခုအချိန်မှာဂျီဘွန်တော့ခိုင်ရှာကိုကိုယ့်ရဲ့အဲသူ့ရဲ့ကုမ္ပဏီပေါ့နော်နာဂါရှိမသူ့ကုမ္ပဏီကိုဘာဖြစ်လဲဆိုတော့ KAY ကို stay လို့ဆိုတာစီမံခန့်ခွဲနေတယ်နံပါတ်1ကကြအာဆွန်နေဆိုတာလေပတ်တာအဲလေပတ်တာကစားတာရှောက်သွားတာပျော်ပါတာပေါ့အဲ့လိုအဓိပ္ပာယ်နံပါတ်2ကဘာဂါရီတာဆိုတာလောက်တာအာအဆော့ကကြတော့လုတ်ခဲ့တာပေါ့နော်နံပါတ်3 းကကြတော့ခိဝအချိန်ကနံပါတ်၄ကကြတော့နွန်ခိနာနွန်ခိနာဆိုတာဘာကိုပြောကြလဲစိတ်လွတ်လပ်လွတ်ဆိုတဲ့အတိတ်ပဲနွန်ခိနာဟီတိုဆိုပြီးတော့အဲ့လိုမျိုးတုံးတက်တဲ့နောက်မှာနောင်လေးပေါ့နော်နွန်ခိတာအဲ့နောင်ကကြဟီတိုလူပေါ့အဲ့ဒါဆိုကကြစိတ်လွတ်လပ်လွတ်နေတတ်တဲ့သူအဲ့လိုမျိုးစိုးရိမ်စိတ်မရှိတဲ့သူအဲ့လိုအတိတ်ပဲမျိုးရှိတယ်အဲ့ဒါဆိုကကြတော့ဒီမှာဆိုရင် vaccine တော့ចောင်းသားဘဝတုတ်ခိဝလေ vaccine တော့တုတ်ခိဝចောင်းသားဘဝတော့ကဒါပဲဖြစ်မှာပေါ့ဟုတ်တယ်နော်ចောင်းသားဘဝတော့ကစရောလေဘာကာဒီဆိုတာကြီးပဲဆိုတဲ့အတိတ်ပဲကစားတာကြီးပဲလို့တယ်ဆိုတင်းနေနေပေါ့ဒါဟာတရွဲပဲလေဟုတ်တယ်နော် အာဇောကကြတော့ဘတ်တဲ့ဘာကာရီဆိုရယ်ဂရမပတန်ပုံစံမျိုးမဟုတ်ဘူးလားအာဇောအာစွန်နေဘာကာရီဤတာကစားတာကြီးပဲလုတ်ခဲ့တယ်ဟုတ်ပြီနော်ကစားတယ်ရှောက်လဲတယ်ပြောရမယ်ဆိုပျော့ပါကပျော့ပါခဲ့တာတွေကြီးပဲလုတ်ခဲ့တယ်ဟုတ်ပြီနော်လုတ်ခဲ့တယ်နွန်ခီနာဟုတ်ပြီနော်နွန်ခီနာဆိုတာစိတ်လွတ်လပ်လွတ်နေတတ်တဲ့နာဂရှိမခွန်မိုနာဂရှိမခွန်အောင်မှအခုသူ့ရဲ့ကုမ္ပဏီကိုမလုပ်လဲစီမံခန့်ခွဲနေတယ် ဟုတ်ပြီနော်သူရဲ့ကိုပိုင်ကုမ္ပဏီသူရဲ့ကုမ္ပဏီကိုစီမံခန့်ခွဲနေပါတယ်ဒါဆိုလို့ရှိရင်ရမယ်နော်အဖြေကအမှန်နှင်းဒါဆိုရင်အိမ်ပိုင်လေးပြီးနမနောက်ထပ်တစ်ခုကိုသွားမယ်နမက ခုနှစ်40 40ခွန်ပေါ့နော်နံပါတ်40ခွန်ဆက်ပါမယ်အော်40ခွန်ပေါ့49အဲ့ဆိုရင်စပါမယ်နော်အဲ့မှာဆိုလို့ရှင်ជីကူလီဆိုတာတီတီချာချာနိုင်နာနီစနာခတ်တာရာမလုတ်ခဲ့ဘူးဆိုလို့ရှင်အီဆာဘေရောဆူလူဒါရောကလုံးမာလေအဲ့လိုမျိုးမိထားတယ်အဲ့ဆိုနံပါတ်1ကဒေခီရူကလုံးနိုင်တာနံပါတ်2ကအူဂျီနီအတော်အတွင်းမှာနံပါတ်3ကကြဘင်ကျော်ကိုစာလိလာတာကိုနံပါတ်4ကဘင်ကျော်ကစာလိလာတာအဲ့မှာဆရာတို့ enforcement လောက်ကလေးကတည်ထားတယ်နောက်ကဒေခီမက်ဖြစ်တဲ့အတွက်၄နဲ့1နဲ့ရတဲ့တွဲဟုတ်ပြီနော်ဘင်ကျော်ကဒေခီ ီတို့စာလုံးနိုင်နေအာစောကကြတော့တီကူလီတီတီချာချာအိမ်မှာဦးချီနီယာအတော်အတွင်းအတူတူရဲ့ရှိမှပါလိုက်လေဘက်ဆိုလို့ရှင်ဗက်ဒရှင်နရီဖောင်ပါညာလိုက်တယ်အဲ့ဒါကြောင့်မို့ဒီနမတ်နှစ်ကဒီမှာလာကတ်လိုက်ရင်ရပြီလေဒီမှာမဟုတ်ဘူးလားဗက်ဒရှင်နရီဖောင်ဝင်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ရှီကူလီအမ် sorry တီကူလီတီတီချာချာဘင်ကျော်ကစာလေးလာတာကဒေကီတို့လုံးလို့ရနိုင်နေဦးချီနီအချိန်မှာဟုတ်ပြီနော်ဘင်ကျော်ကိုမင်းစာလေးလာတာကိုစနာခတ်တာရမလုပ်ခဲ့ဘူးဆိုလို့ရှင်ရင်ဘယ်တော့မင်းစာလုံးမှာလေအဲ့ဒါကြောင့်မို့အဖြစ်နမတ်နှစ်နမတ်50 50ကိုသွားနံပါတ်50ကကြတော့အာကိုနိုမာဂျီဝဒီရဲ့မြို့ဝါဆိုရင်တက်ဆန်တော့များပြားလန့်စွာတော့ယူမေနာမာဂျီဒက်စ်နဲ့မြို့လေးဖြစ်ပါတယ်နံပါတ်1ကသိုမိုဒါဂျီကတငငချင်းတွေကနံပါတ်3ကကြတော့အာတိုအိုဒီနော်တိုအိုဒီကအတိုင်နံပါတ်4ကကြတော့အာအနီမေတဲ့အနီမေးရှင်းမှာအစ်တိတ်ပြောခဲ့တာအဲ့မှာတိုအိုဒီကဘတ်တာတိုအိုဒီနီနောင်တော့တိုအိုဒီနီရှိတာအဲ့ဒါကြောင့်မို့လို့ဘတ်တာဆိုတာတောက်ဖောင်လိုက်ရှာတော့နံပါတ်4အဲ့ဒါဆို4နဲ့2နဲ့ကတိုးရဲ့ အဲ့ဆိုအခါကျတော့ဒီမှာဆိုရင်အဲအစ်သေးတတော်ဒီတော့ပြောခဲ့တဲ့အတိုင်းဘသူတွေကပြောမှလဲပြောမယ်ဆိုမှတော့လူတွေကပြောမှာပေါ့တုံမူသားကြီးကတငယ်ချင်းကဒါကြောင့်မို့တငယ်ချင်းကရှေ့ဆုံးကလိုက်ဒါဆိုရင်ထည့်မယ်နော်အဲဒီမှာကြီးဒီမျိုးဟာဆိုလို့ရှိရင်တက်ဆန်တော့များပြန်လာစွာတော့တုံမူသားကြီးကတငယ်ချင်းကအဲအစ်သေးတတပြောခဲ့တဲ့အတိုင်းအစ်သေးတတတော်ဒီတော့ပြောခဲ့တဲ့အတိုင်းအာနီမေဒေအနီမေးရှင်းကတ်တော်နေမှာယူမေနာနာမည်ကြီးတဲ့မာချီဒက်စ်နဲ့မျိုးဖြစ်ပါတယ်ဒါကြောင့်မို့အဖြစ်နံပါတ်2 နောက်တစ်ခုသွားမယ်နံပါတ်58ဂေါ်ဂျူအီဂျီပန်အဲ့မှာဟွန်တိုနီတကယ်ကို99နိစနာအဲရှီကနိုင်ကတော့ရှီကနိုင်ဆိုသူရဲ့ရှီယာဘက်ကိုလုံယုံကလွယ်ပြီးမရှိတော့ဘူးဆိုတဲ့အတိတ်ပဲအဲ့ဆိုသူရှီယာဘက်သူကလည်းဆိုဘက်လိုက်ရှာဒါအဲ့တဲ့မူကြီးနဲ့ဆုံးထားတယ်တာတိုရဲ့အဲ့မှာဂရမ်မာပတန်ကြည့်လိုက်တော့တာတိုရဲ့တဲ့မူတာတိုရဲ့ဒဲ့မူဆိုတာပဲရှိတာဒါကြောင့်မနှစ်နဲ့တင်းနဲ့ကတရွဲဖြစ်သွားပြီဟုတ်ပြီနော်နောက်ပြီးတော့ကကြတော့ဟီဆုယောနာရဒါလည်းဘက်မဟုတ်ဘူးအဲ့ပြောပြတာရှီကနိုင်ရဲ့ရှီမှာသူရဲ့ရှီယာဘက်ကိုလုံယုံကလွယ်ပြီးမရှိဘူးဖြစ်တဲ့အတွက်သူရှီမှာဘက်လိုက် ကိုလိုက်မှာလဘက်ကဘာပဲရှိလဲဆိုနံပါတ်၄ပဲရှိတယ်အာခါဦးရှီကာနိုင်ဒါတော့ဝေယုံကလွဲပြီးမရှိတော့ဘူးပေါ့နံပါတ်၄ကိုစဉ်းစားစရာမလိုတော့ဘူးအဲဆိုလို့ရှိရင်တကကုတင်မှုအဲဆိုတာတော့ပြောထားပြီးတာတာတော့ရဲ့တဲ့မှုတာတော့ရဲ့ဒဲမှုပဲရှိတယ်အဲကြောင့်မို့အာတာတော့ရဲ့တကယ်လို့တာတာတကကုတင်မှုဈေးကျင်းအောင်မှာလဲပဲဟုတ်ပြီနော်ဈေးကျင်းအောင်မှာလဲပဲဟုတ်တယ်မဟုတ်လားတကယ်လို့ဈေးကျင်းအောင်မှာလဲပဲအဲ့ဒါဖြစ်သွားပြီ ကဲဟုတ်ပြီအဲဆိုလို့ရှိရင်သွားမယ်ဟွန်းတိုနီတကယ်ကိုဟီဆိုယောနာရာလိုအပ်တယ်ဆိုရင်တာတော့ရဲ့တကယ်လို့တာကာကူတေမိုဈေးချင်းရန်တောင်မှာလဲပဲဘာဖြစ်သွားလဲဆိုတော့အဖြေကနံပါတ်1ခါဝူရှီကာနိုင်ဒါတော့ဝေယုံကလွယ်ပြီးမရှိတော့ဘူးပေါ့ဒါပဲနော်နံပါတ်52ကိုဆက်သွားနံပါတ်52ကကြတော့ကယူနီရုတ်တရက်မပြေတာလဲဆိုတော့ဟာနာရှီခခဲတာတွေတဲ့လှမ်းခေါ်ချင်းခံရပြီးတော့ ဟုတ်ပြီနော်ယုတ်တိရဲ့စကားပြောချင်းခံရတယ်ပေါ့ကွယ်စကားပြောချင်းခံရနော်လှမ်းလှမ်းခေါ်ချင်းခံရတယ်စကားပြောချင်းခံရပြီဆိုလို့ရှိရင်တဲ့ဥမှုဝါစုဆိုတာလေကိုကတတိမထားမိပဲနိုင်နာနေသူကတတိမထားမိပဲနဲ့မတက်တာလို့ဆိုတဲ့အတိတ်ပဲမျိုးရတယ်ဒီမှာကြတတိမထားမိပဲနိုင်နာနေရှိမသားကွက်လက်ခဲ့တယ်ဘတ်သိရှိမသားဖြစ်တယ်ဘတ်သိရှိမသားဆိုတော့ဒီမှာရှိနီကေသိရှိမသားထွက်ပြေးလိုက်တယ်လားဖူဒီယိုစတေရှိမသားဖူဒီဆွေဂရမ်မာပတန်လေးတဝမ်းကြတော့သူရဲ့ရှိမလိုက်မယ်ဆိုလို့ရှိရင်ဘက်ဒီရှင်နရီဖောင်ပြောင်းရတယ်ပေါ့နော်ဘက်ဒီရှင်နရီဖောင်အဲဘက်ပလင်း ဖောင်ပုံစံမျိုးပေါ့ပလိန်ဖောင်ပြောင်းရတယ်အဲဆိုတော့အခါကျတော့ကျွန်တော်ကအဲသူကဖူရီကဟန်ဆောင်တာဖြစ်တယ်နော်ဟန်ဆောင်တာဟန်ဆောင်နေဆိုရင် grammar pattern လေးသူကအန်တူမှာပါမှာဟန်ဆောင်နေဆိုရင် grammar pattern လေးဟုတ်ပြီနော်ဟန်ဆောင်နေအဲဆိုတော့ဘက်ပလိန်ဖောင်ပုံစံမျိုးလိုက်ကြည့်လိုက်တဲ့အခါမှာဒီမှာဝါကာရာနိုင်နားမလဲတာဒါကဘက်ပလိန်ဖောင်မင်းမဟုတ်ဘူးလားဟုတ်တယ်နော်ဒါကြောင့်မို့တင်းနေလေးနဲ့ကတရွဲဖြစ်သွားပြီအဲဆိုတော့ဝါကာရာနိုင်ဖူရီကိုစတဲ့ဆိုတာက နားမလဲတာကိုဟန်ဆောင်ပြီး ဟုတ်ပြီနော်နားမလဲနားမလဲတလို့ဟန်ဆောင်ပြီဘာကြီးကနားမလဲတလို့ဟန်ဆောင်ပါလေညီဟွန်းငေါကဂျပန်ဘာသာစကားဒါကြောင့်မို့သုံးဝထိတ်ဆုံးဝလိုက်ပါပဲ ညီဟွန်ကောကဂျပန်ဘာသာစကားကဝါကာရာနိုင်ဖူရီကိုသိင်နားမလည်သလိုဟန်ဆောင်ပြီးညီကဲတဲ့ရှီမာတာထွက်ပြေးခဲ့တယ်။အပြေးထွက်ခဲ့တယ်3-4ပေါ့နော်။ဒါကြောင့်မို့အဖြေကဒီမှာနံပါတ်လေးပြန်ပြောမယ်နော်။အာရုတ်တရက်တဲ့စကားပြောချင်းခံရတယ်ဆိုလို့ရှိရင်မတိမတာပြောရမယ်ဆိုသတိမထားမိပဲကိုကိုတိုင်က သတိမထားမိပဲဘာဖြစ်လဲဆိုကြောက်တာပေါ့နော်။စကားပြောရမှာကြောက်တာ။သတိမထားပြီပဲအဲညီဟွန်ကောကဂျပန်ဘာသာစကားကိုဝါကာရာနိုင်ဖူရီကိုသိင်နားမလည်သလိုဟန်ဆောင်ပြီးတော့အခါကြတော့ညီကဲတဲ့ရှီမာတာထွက်ပြေးသွားခဲ့တယ်။ နံပါတ်53ဟောသွားနံပါတ်53ကကြတော့တေးဒန်းကတေးဒန်းဆိုတာကဘာကိုပြောချင်တာလဲဆိုရင် မီးပြတ်တာဟုတ်ပြီနော်ကျောင်းလုံးမီးပြတ်တာပြောတာအခုတလောတော့မိုးရွာလို့မီးမပြတ်ပါဘူးအဲ့ဆိုတေးတန်ကမီးပြတ်တာကနိုင်နာနီစိုက်ရှုတတ်တာအချိန်ဖြစ်ခဲ့ပါတယ်အဲ့လိုပေါ့နော်အချိန်ဖြစ်ခဲ့တယ်နော်ဝပေးထားတယ်နော်ဝရဲ့ရှိမှာပါလိုက်တယ်ပလိန်ဖောင်လိုက်တယ်ဟုတ်တယ်မဟုတ်လားပလိန်ဖောင်လိုက်ရှာပလိန်ဖောင်လိုက်ရှာတော့ဒီမှာအခုတဆိုတာဖြစ်ပွားခဲ့တာလဲပလိန်ဖောင်ပဲအဲ့လိုပဲဤသူကလည်းဖြစ်ပွားခဲ့တာဖြစ်ပွားနေတယ်ဆိုတာလဲပလိန်ဖောင်ပဲကဲအဲ့ဆိုနံပါတ်3ဝင်သွားအဲဒီဘေတာနီတေချာပေါက်3နဲ့2နဲ့ရတော်ရဲဖြစ်သွားတယ်ဓာလီကောင်ကိုနှုတ်တဲ့ဆိုတာစီးတာဟုတ်တယ်ဟုတ် အဲနော်တေးဤလူဆိုင်ရှုတာပေါ့ကွယ်ဘတေးဤလူဆိုင်ရှုပဲလေဆိုင်ရှုဆိုရဲ့ grammar ပတ်တယ်ကဘတေးဤလူဆိုင်ရှုလုံနေစင်ကတော့အတွင်းပဲဖြစ်ပါတယ်ဟုတ်တယ်ဟုတ်ဒါကြောင့်မွန်လို့သုံးတဲ့နှစ်နေရာဒီမှာလာကတ်လိုက်ရုံပဲလာကတ်လိုက်ပြီဆိုကြရဲဆာနော်ဝါနဲ့ဒီရဲ့အိုခုတ်တာကနေကတ်ကိုကတ်ရမယ် plain form နဲ့ကတ်တော့တင်းနဲ့အဲတင်းနဲ့လေးနဲ့တင်းနဲ့ရတရွဲပြတ်သွားတာပေါ့လေးနဲ့တင်းနဲ့ရတရွဲဒါကြောင့်မို့လေးတက်ဒီမှာထည့်လိုက်အဲဆိုတော့ then အဲတေးဤတန်းကမီပြတ်တာကဘာဖြစ်လဲဆိုအိုခုတ်တာနော်ဝါမီပြတ်တာဖြစ်ပွားခဲ့တာကတော့အဲနေပဲတာနီနော်တေးဤလူဆိုင်ရှုတတ်တာဒါလေ ေကာကိုစီးနေစဉ်အတော်အတွင်းလေးမှာမိပြတ်တာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အဖြေကကျွန်တော်အဖြေကနံပါတ်3ဖြစ်ပါတယ်။နံပါတ်3ပါ။ဒါဆိုလို့ရှင်ဒီနေ့အတွက်က N3 ရဲ့အဲ grammar pattern လေးတွေကိုအသုံးပြုတဲ့စာပုတ်စာလေးတွေကိုရှင်းပြပေးလိုက်ပါတယ်။အဲမင်းသားအားလုံးပဲ Oscar de Samanista အားလုံးကိုကျေးဇူးတင်ပါတယ်။